အားလုံးပဲမင်္ဂလာပါကွယ်ဒီချဲကတော့တတ္တမရန်ပထဝင်းကိုတင် जा ပြီးမဲ့ဒီချဲမို့ပဲဖြစ်ပါတယ်သားတို့သမီးတို့ရေဒီနေ့ဒီချဲပြောပြပြီးမဲ့အကြောင်းအရာလေးကတော့အခန်း၁တဘာဝပထဝင်းရဲ့သင်္ကန်းစာ၃ဖြစ်တယ်တဘာဝပဝင်းကျင်ဖြစ်စဉ်များကြောင့်ဖြစ်ပေါ်လာသောမြေပြင်သဏ္ဍာန်များအကြောင်းပဲဖြစ်ပါတယ် တဘာဝပတ်ဝန်းကျင်ဖြစ်စဉ်လေးကြောင့်ကမ္ဘာမြေမျက်နှာတွင်ပြင်ဟာအမြဲတမ်းအဆင်ပြောင်းလဲနေတယ်။ဘယ်လိုတွေကြောက်လဲ။မြေ၊ချောင်း၊ရေခဲမြစ်။ဟောမြေအောက်ရေပင်လယ်ရေလိုင်းနဲ့လေသူတို့ကြောင့်ကမ္ဘာမြေပြင်သဏ္ဍာန်ကြီးဟာပြုပြင်ဖန်တီးရမှာ အလွန်အရေးပါတဲ့အရာတွေဖြစ်ကြောင်းကိုတီချေတို့ဟာနော်သူတို့ရဲ့လှုပ်ဆောင်ချက်တွေနဲ့အတူတူလေ့လာကြရမှာဖြစ်တယ်။အဲ့တော့တစ်ကမြေချောင်းများရဲ့လှုပ်ဆောင်ချက်အကြောင်းကိုတီချေတို့စပြီးလေ့လာကြည့်အောင်။ ဟောမြေချောင်းတွေဘယ်လိုလှုပ်ဆောင်တယ်လဲဆူဆုတ်တဲ့ဒေသတွေမှာမြေချောင်းတွေလှုပ်ဆောင်ခြင်းအခမ်းကဏ္ဍသူကအလွန်ရေးပါတယ်เนาะဒီချက်အခုပုံနည်းနဲ့ပြတာလေဟုတ်ပြီเนาะမြေဖြားပိုင်းကြည့်မယ်မြေဖြားပိုင်းမှာမြစ်ကြမ်းကင်းတိုက်စားတဲ့အတွက်ကြောင့်မလို့ V ပုံတရံခြိုက်ဝန်းနေဖြစ်တယ်เนาะအောက်ခံကြောက်သူကဘယ်လိုဖြစ်လဲအမားအပြော့မတူညီဘူးเนาะဒါကြောင့်မလို့ရေဒီကွန်ရေမော်တွေဖြစ်ပေါ်တတ်တယ်မြစ်လေပိုင်းကိုကြည့်မယ်ပုံနည်းနဲ့ဆက်ပြီးကြည့်ရအောင်เนาะ မြင့်တဲ့ဘိုင်းကိုရောက်တဲ့ခါကျတော့ကမ်းမားတွေကိုသူကဘေးလိုက်တိုက်စားတဲ့အတွက်ကြောင့်မလို့မြင့်ရဲ့ခြိုက်ဝန်းပို့ပြီးတော့ဘာဖြစ်လဲကျဲဝင်းပြီးတော့ပြန့်ပြူးလာတယ်ယူပုံတရံခြိုက်ဝန်းတွေဖြစ်လာတယ်မြောက်ဘိုင်းကိုရောက်သွားပြီဟော ပုံလေးနဲ့ဆက်ပြီးကြည့်ပါအောင်နော်မြောက်ဘိုင်းမှာကျတော့မြစ်ကမ်းမားများတွေကိုပဲသူကတိုက်စားတယ်အဲ့တော့ဒီချေဒီပုံတရံနေနဲ့တကွာပေါ်ပြထားတယ်ဒါတို့တမီးတို့အနေနဲ့ဆက်ပြီးတော့လည်လာကြည့်ကြပါ မြေအောက်ပိုင်းမြေပြန့်ကိုရောက်တဲ့ခါကျတော့ရေစီးဟာဘာဖြစ်လဲနှေးလာမယ်။အော်သူတဲဆောင်လာတဲ့အနေတွေကိုလည်းအိမ်မှာသူကပို့ချမယ်။ဒါကြောင့်မလို့မြေနုလွင်ပြင်နေရေလွှမ်းလွင်ပြင်နေတဲ့တဘာဝနုံတာတွေကိုတွေ့ရတာဖြစ်တယ်။မြေကျောင်းတွေကပို့ပြီးကောက်ခွေလာတယ်။အဲမြေကောက်ခွေတွေကနေပြီးတော့မြေကျိုးအင်းတွေကိုတွေ့ရတယ်။နော်အနေတွေပို့ချမှုတွေများလာတဲ့အခါမှာ အမြင့်ကျောင်းနေရာပါဖြစ်လဲဆိုရှင်ခွဲပြစီစင်းပြီးတော့အဲ့မြစ်ခွဲတွေအကြားမှာမြင်းနုကျွန်းနေစုပေါင်းပြီးတော့မှတီချေတို့ကမြဝကျွန်းပေါ်ဆိုတာဖြစ်လာတာဥပမာကြည့်မယ်ဆိုလို့ရှင် AR တွေမြဝကျွန်းပေါ်ဒေတာပေါ့ဟုတ်ပြီနော် DA လှိုင်းပင်လယ်ရေစီးကျောင်းအဲ့ပြင်းထန်တဲ့နေရာတွေမှာမြစ်ကျောင်းတွေကမြဝကျဲကြီးဖြစ်နေပင်လယ်အတွဲတွေကိုစီးဝင်သွားတာဥပမာပမာလဲစစ်တောင်းမြဝကျဲဖြစ်တယ် တီချေရိုနှစ်ကရေခဲမြည့်ရဲ့လှုပ်ဆောင်ချက်အကြောင်းဖြစ်တယ်။ရေခဲမြည့်သူဘာတွေလှုပ်ဆောင်လဲဆိုတာကိုတီချေရိုဆက်ပြီးလေ့လာကြမယ်နော်။ရေခဲထုတွေရာဆိုလို့ရှိရင်မြင်းတဲ့နေရာနေပြီးတော့သူကနေတဲ့နေရာကိုရွေ့ရှားတယ်။ရွေ့ရှားရင်းနဲ့ပုံနွေးလာတဲ့အရက်မှာရေပျော်သွားတယ်။နော်။အရေပျော်ပြီးတော့သူကမြစ်ချောင်းတွေအဖြစ်နဲ့ပင်လေတွေကိုရောက်တဲ့အခါမှာသူကဆက်ပြီးတော့စီစဉ်လာ။အဲ့ဒီရေခဲမြည့်တရာဆိုလို့ရှိရင်တိုက်စားခြင်းတည်ဆောင်ခြင်းနဲ့ ပို့ချခြင်းဆိုတဲ့လှုပ်ဆောင်ချက်၃မျိုးကိုသူကလှုပ်ဆောင်တယ်အဲ့လိုလှုပ်ဆောင်ခြင်းကြောင့်တီချဲတို့ကဘာဖြစ်လဲမြေပြင်သဏ္ဍာန်တွေဟာဖြစ်ပေါ်လာခြင်းဖြစ်တယ်ဆိုတာကိုမှတ်သားမှာဖြစ်တယ်။ဟောရေကင်းပစ်စီစင်းရဲ့ခြိုက်ချောင်းဟာအင်္ဂလိပ်အက္ခရာယူပုံသဏ္ဍာန်ရှိတယ်။တီချဲပုံလေးနဲ့ပြထားတယ်။နော်ယူပုံသဏ္ဍာန်ရှိရဲ့သူကရေကင်းမြစ်ရဲ့မြစ်ပြားအောက်ပိုင်းမှာတိုက်စားမှုကြောင့်တစ်ဖက်ပွင့်တဲ့ခြိုက်ခွက်နော်ဝိုင်းပုံသဏ္ဍာန်ရှိတယ်။ရေကင်းမြစ်နှစ်ခုဟာ ကားမတွေကိုတိုက်စားရင်းနဲ့တဖြည်းဖြည်းနဲ့သူကနီးကပ်လာတဲ့အခါမှာအဲ့သူတို့၎င်းနှုတ်နှစ်ခုရဲ့ကြားမှာရှိတဲ့တောင်ရိုးတွေဟာကျင်းမြောင်းလာပြီးတော့လွှာသွားခဲ့သူခြုံထက်တယ်လွှာသွားပုံတောင်ရိုးဖြစ်ပေါ်လာတယ်လွှာသွားပုံတောင်ရိုး၃ခု၄ခုစုံတဲ့အခါမှာဘာဖြစ်လဲအလယ်မှာခြုံထက်ပြီးတော့မတ်ဆောက်တဲ့ပိရမစ်ပုံစံမက်ဒဟွန် တောင်ထိပ်တွေဖြစ်ပေါ်လာတာကိုဒီချေကူပုံနဲ့ပြထားတယ်เนาะအဲ့ဒါကိုဒီချေ ပြောတဲ့အတိုင်းလေ့လာကြည့်ပါဒါတို့သမီးတို့နားလည်လာပါမယ်ဟုတ်ပြီနော်ဒီချေတို့ဆက်ပြီးကြည့်အောင်နော်ရေကင်းပြင်ဟာဘေးတစ်ဖက်တစ်ချက်မှာရှိတဲ့တောင်ဆွေတွေကိုတိုက်စားသွားပြီးတော့တောင်ဆွေပြက်ပြီးဖြစ်ပေါ်လာတယ်နော်ရေကင်းပြင်ကျမ်းပြင်မှာကြတော့အရွယ်မျိုးမျိုးရှိတဲ့ဂျိုက်ခွက်တွေကိုရေအိမ်ဖြစ်နေတွေ့ရတယ်နော်ရေကင်းပြင်ရေကင်းပြင်ဟာကြောက်တုံးကြောက်ခဲကြောက်စအပဲနဲ့ရှင်အဲ့ဒါတွေကိုသူကဘာဖြစ်လို့ဆိုတဲဆောင်လာတာတဲဆောင်လာပြီးတော့သူကနေရာအနှံ့မှာပို့ချတယ် ဒါကြောင့်မလို့ရေခဲဆောင်ကြောက်ပုံတန်းများဆိုပြီးဖြစ်ပေါ်လာတာဒါကိုသားတို့သမီးတို့ပုံလေးနဲ့တကွာလေ့လာပါတော့ဟုတ်ပြီနော်ဒါကိုရရှိပြီးသိရှိပြီဆိုလို့ရှိရင်တီချေတို့တုံးကမြေရောက်ရေလှုပ်ဆောင်ချက်အကြောင်းကိုဆက်ပြီးတော့သွားကြရအောင်နော်မြေရောက်ရေလှုပ်ဆောင်ချက်ပါရီများရှိတယ်လေဆိုရင်ကြည်အောင်မြောက်ရဲ့လှုပ်ဆောင်ချက်ကြောင့်ဖြစ်ပေါ်လာတဲ့အသွင်သဏ္ဍာန်အမျိုးမျိုးဟာဘယ်မှာတွေ့ရမလဲဆိုရင်တီချေတို့ထုံးကြောက်ဒေတာမှာပဲထင်ရှားစွာတွေ့ရမှာဖြစ်တယ်။ နော်မိုးရီကထုံချောက်တီကိုအရေးပျော်ဝင်စေတယ်အဲ့လိုနီးနဲ့တိုက်စားတာနော်အကြောင်းကြီးကတဖြည်းဖြည်းနဲ့ကျေလာတယ်ကျေလာပြီးတော့ဘာဖြစ်လဲဆိုတော့မြို့ပေါက်တီဖြစ်လာတယ်စီးဝင်လာတဲ့ရေတွေကရေစိတ်မဝင်နိုင်တဲ့အောက်ခံကြောက်လွာအထိစီးဆင်းကြတာနော်ရေတွေကထုံချောက်တီကိုအဆက်မပြတ်တိုက်စားရနေပြီးတော့အချိန်ကြာလာတဲ့အခါမှာဘာဖြစ်လဲလှိုင်းကူတွေမြေဟောက်ချောင်းတွေဆိုပြီးတော့ဖြစ်ပေါ်လာတယ်ဒီမှာပုံလေးလေးပြထားတယ်နော် ပုံနဲ့တွဲပြီးတော့ကြည့်လို့ရတယ်နော်လ ీల ကြည့်ကြပါဟောထုံးကြောက်ကူများမှာဆိုလို့ရှိရင်ထုံးကြောက်များဟာပျော်ဝင်နေတဲ့ရေဆက်များနော်အဲ့ရေဆက်တွေကအငွေ့ပြန်သွားတဲ့အခါမှာဖြစ်ပေါ်လာတဲ့ကြောက်ဆက်ပန်းဆွဲတွေကြောက်ဆက်မိုးမျောတွေနော်ထုံးကြောက်တိုင်တွေကိုတွေ့ရမှာဖြစ်တယ်အဲ့တော့ဒါတော့သမီးတို့နားလည်မယ်လို့ဒီချက်တင်တယ်ဒီချက်ကူပြထားတဲ့ပုံလေးနဲ့တွဲပြီးတော့လေးလာကြည့်ကြပါနော်ဟုတ်ပြီအဲ့တော့ဒီချက်တို့ဆက်ပြီးတော့လေးကပင်လေရည်လှုပ်ဆောင်ချက်အကြောင်းကိုကြည့်အောင်နော် အပင်လေရေလှိုင်းနော်ရေလှိုင်းနဲ့ရေစီးချောင်းတွေရဲ့လှုပ်ဆောင်ချက်ကြောင့်ဘာဖြစ်လဲပင်လေသမုတ်တရားကန်ယူဒန်းနဲ့ကန်ယူဒန်းမြေပြင်သဏ္ဍာန်ကြီးဆိုတာဖြစ်ပေါ်လာတာနော်ပင်လေသမုတ်တရားကန်ယူဒန်းကြီးရဲ့တလျှောက်မှာအပင်လေရေလှိုင်းကြီးရဲ့တိုက်စားမှုကြောင့်ဘာတွေဖြစ်လာလဲပင်လေကူတွေဖြစ်လာမယ်တဘာဝပေါင်းကူးများနော်အဲ့ဒါတွေဖြစ်လာမယ်နောက်တစ်ခါပင်လေကြောက်တိုင်ကြီးဆိုပြီးတော့ဖြစ်လာမှာဖြစ်တယ် တော့ပင်လယ်ကမ်းခြေအနီးမှာစီးဆင်းနေတဲ့ရေစီးကြောင်းတွေကြတော့တည်ဆောင်ခြင်းပို့ချခြင်းအဲ့ဒါတွေကြောင့်ပင်လယ်ကမ်းရိုးတန်းတွေရဲ့ပင်လယ်ထိပ်ဝတွေမှာဘာဖြစ်လဲသဲကုန်တန်းတွေဖြစ်ပေါ်လာတယ်အဲ့သဲကုန်တန်းတွေရဲ့ထိပ်မှာသဲကုန်ဆွဲတွေဆိုပြီးတော့ဖြစ်ပေါ်လာတတ်တာဖြစ်တယ်အခြေရောဆက်ပြီးကြောကြည့်မယ်ဆိုလို့ရှိရင်ကားနဲ့အပြိုင်စီးဆင်းနေတဲ့ရေစီးကြောင်းများကြောင့်အဲ့ဒီရေစီးကြောင်းတွေကြောင့်ပင်လယ်အော်ရီရဲ့အဝမှာတဲကုန်တန်းတွေဖြစ်ပေါ်လာတယ်။အဲ့ဒီထိတ်မှာ တဲခုံဆွေတခါထပ်ဖြစ်တယ်ဆိုတာသားတို့သမီးတို့အနေနဲ့ဒါမှတ်သားမယ့်အချက်ဖြစ်ပါတယ်အဲ့တော့ကျေတို့ဆက်ပြီးတော့ငါးကလေးလှုပ်ဆောင်ချက်အကြောင်းကိုတွားကြရအောင်နော်လေးလှုပ်ဆောင်ချက်ဘာတွေလှုပ်လဲဆိုလို့ရှိရင်၆တွေ့တဲ့ဂဏယဒေတာတွေမှာကြီးမားကျေပြန့်နေနော်ဘာဖြစ်လဲလေမုတ်စာခြိုက်များကြောက်တုံးကြီးများရဲ့အောက်ခြေကိုသူကတိုက်စားတယ်နော်ကြောက်တုံးကြီးတွေရဲ့အောက်ခြေကိုတိုက်စားတဲ့အကြောင်းမို့မှုဝင့်တရံကြောက်တုံးကြီးဖြစ်ပေါ်လာတယ်ဒီချက်အခုပုံပြထားတယ်နော် နော်ဟုတ်ပြီနော်အဲ့ပုံလေးနဲ့တွဲပြီးကြည့်မယ်လေဟာအတားဆီးနဲ့တွေ့တယ်တွေ့တဲ့အခါမှာ तू ဟာသူ့ရဲ့အလင်ကယော့သွားတယ်အဲ့လိုယော့သွားတဲ့အခါမှာလေကွယ်တဲ့ဘက်မှာကျတော့ဘာဖြစ်လဲသဲတွေကသွားပြီးတော့စုပုံတယ်အဲ့မှာသဲခုံလေးဆိုပြီးတော့ဖြစ်လာတာနော်တဲကုန်နေရဆိုလို့ရှိရင်ပုံသဏ္ဍာန်အတိတကြားမရှိတဲ့အပြင်ကို तू ကလေလန်းချောင်းအရ तू ကရွေရှားနေတာ အဲဒါမှမလို့ပုံသဏ္ဍာန်အမျိုးမျိုးရှိတယ်တဲခုံနေဆိုပြီးတော့ဖြစ်လာတာကိုဒီချက်ကူဒီမှာပုံနဲ့တကွာပြထားတယ်နော်။ဒါတို့သမီးတို့လိလာကြည့်ပါ။အဲ့တော့ဒီချက်တို့အခုဒီသင်ငန်းစာနဲ့ပတ်သက်ပြီးတော့အဓိကချက်နေနဲ့ဘာတွေတွေ့ရှိလဲဘာတွေရရှိလဲဆိုတာကိုဒီချက်တို့ကြည့်ကြအောင်နော်။မြစ်ချောင်းအော်ရေခဲမြစ်မြေအောက်ရေပင်လယ်ရေလိုင်းနဲ့လေအဲ့ဒီစရှိသူတို့ရဲ့လှုပ်ဆောင်ချက်တွေကြောင့်တဘာဝပတ်ဝန်းကျင်ရဲ့ဖြစ်စဉ်တွေ မြေပြင်သဏ္ဍာန်ကြီးကိုသူကပြုပြင်ဖန်တီးရမှာ အလွန်အရေးပါတယ်ဆိုတာကိုတီချေတို့သိလိုက်ရတယ်။နောက်တစ်ခုအမြစ်ပြားပိုင်းမှာ V ပုံသဏ္ဍာန်ခြိုက်ဝန်းနေနော်ရေဒဂွန်နေရေမော်နေဟောမြစ်လေပိုင်းကျတော့ U ပုံသဏ္ဍာန်ခြိုက်ဝန်းနေဖြစ်ပေါ်လာတယ်။မြစ်အောက်ပိုင်းရောက်သွားတဲ့အခါကျတော့မြစ်ကျိုးအင်းနေမြဝကျုံမော်နေမြဝကျေတွေအဖြစ်တွေ့ရတယ်ဆိုတဲ့အချက်ကိုလည်းတီချေတို့အဓိကချက်နေနဲ့သိရှိကြတယ်။နောက်တစ်ခုရေခဲမြစ်ရေခဲမြစ်တိုက်စားလာတဲ့အခါကျတော့လွှာသားကဲ့သို့ခြွန်ထက်တဲ့ လွှာသားပုံတောင်ယိုးကြီးတွေဖြစ်လာတယ်။ပြီးတော့ဗာလဲပိရမစ်ပုံမက်ဒဟွန်တောင်ထိပ်တွေဖြစ်လာတယ်ဆိုတာလည်းသိလိုက်ရပြီနော်။ဟုတ်ပြီနောက်တစ်ခုဗာတွေ့လေလဲထုံးချောက်ဒေသတွေမှာကြတော့မြေအောက်ရေရဲ့တိုက်စားမှုကြောင့်အော်မြေအောက်ချောင်းတွေဖြစ်လာတယ်။ကြောက်ဆက်ပန်းဆွဲကြောက်ဆက်မိုးပြောနော်ထုံးချောက်တိုင်တွေဖြစ်ပေါ်လာတယ်ဆိုတာလည်းသိရှိသွားကြပြီ။အပင်လေရဲ့လှုပ်ဆောင်ချက်ကိုကြည့်ရခါကျတော့ပင်လေကူတဘာဝပေါင်းကူပင်လေကြောက်တိုင်တွေဖြစ်ပေါ်လာတဲ့ဆိုတဲ့အဓိကချက်တွေကို ရရှိသွားကြပြီเนาะအဲ့တော့နောက်တစ်ခုလေးရဲ့လှုပ်ဆောင်ကြက်ကြောက်ဘာဖြစ်လဲမှို့ပွင့်တရံကြောက်တုံးကြီးတွေเนาะပုံတရံအမျိုးမျိုးရှိတဲ့တဲခုံတွေဖြစ်ပေါ်လာတယ်ဆိုတာကိုဒီသင်္ကန်းစာရဲ့အဓိကအချက်တည်းအနေနဲ့ရရှိသွားကြပြီเนาะအဲ့တော့ဒီချက်ဒီနေ့ပြောပြခဲ့တဲ့အကြောင်းအရာလေးကတော့အခန်း1တဘာဝပထဝီဝင်ရဲ့သင်္ကန်းစာ၃နဲ့ကတဘာဝပတ်ဝန်းကျင်ဖြစ်စဉ်များကြောင့် เนาะဖြစ်ပေါ်လာတော့မြေပြင်သဒ္ဒါများအကြောင်းပဲဖြစ်ပါတယ်เนาะအဲ့တော့ဒါတို့သမီးတို့လည်းဒီသင်ခန်းစာလေးကိုဒီချက်အခုတင်ကြားပေးခဲ့တာကိုနားလည်သဘောပေါက်ကြလိမ့်မယ်လို့ဒီချက်မျှော်လင့်ပါတယ်နောက်လာမယ့်သင်ခန်းစာမှာဒီချက်မျိုးနဲ့ပြန်တွေ့ကြမယ်เนาะ